ပါပါကျွန်တော်ဒီဗီဒီယိုဖိုင်မှာဆိုရင်ကျွန်တော်တွေလူတွေးစစ်ဆေးခြင်းနဲ့ပတ်သက်တဲ့အပိုင်းလေးတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဘာလို့စစ်ဆေးမယ်ဆိုတဲ့အကြောင်းအရာကိုဆရာကိုယ်ကတည်တည်ချာချာပြုစုပြီးတော့လှုပ်ထားပြီးတဲ့ပုံလေးတွေကိုတော့ဆရာအတင်ပြီးတော့ပါမယ်ကွန်မန့်မှာလည်းမှတ်ပြီးတော့ပါမယ်เนาะအဲ့ဒီမှာလည်းကြည့်လို့ရှိရင်တဆင့်ချင်းတဆင့်ချင်းအဲ့တော့အရင်ကြီးကြီးရဲ့စကားကိုနားကြီးရင်နားကြီးပါစေဆက်ခက်ကတည်းကလည်းပြန်ပြောပြပါမယ်။ကျောင်းကျောင်းတော်တို့အပိုင်း၃ပိုင်းဖြေရပါမယ်။ထားပါတော့ A B C အီမာဆိုလို့ရှိရင်ကျွန်တော်ကိုခါရချက်ခိုင်မှုစစ်ဆေးခြင်း။ဘီမာဆိုရင်ကျွန်တော်စကစ်တက်ချွမ်းကျင်မှုစစ်ဆေးခြင်း။စီမာဆိုရင်လူတွေးစစ်ဆေးခြင်း။အေကိုရှင်းပြပြီးတဲ့အခါမှာအခုစီကျွန်တော်လူတွေးစစ်ဆေးခြင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပြီးတော့မှဖြစ်ပါတယ်။အဲ့တော့ပုံလေးတွေလည်းအသေးစိတ်တင်ပြတော့ပါမယ်။တစ်ခုရှင်းမှာဘယ်နှခုပါပြီးဘယ်နှမှတ်ပြီးရဲဆိုတာမျိုးလည်းထပ်ပြီးရှင်းပြပြီးပါမယ်။ဒီမှာဆိုရင်တော့အဲကျွန်တော်တို့လူတွေးစစ်ဆေးခြင်းမှာဆိုရင်ကျွန်တော်အပိုင်း၃ပိုင်းခွဲပါမယ်။ကုန်ထုတ်လုပ်ငန်းဆိုလို့ရှိရင်တော့ပထမတစ်ပိုင်းက၁၀မှန်နောက်တစ်ပိုင်းက၅မှန် နောက်တစ်ပိုင်းက15မှတ်စုစုပေါင်း40ရှေ့က30 30 40ဆိုတရာကုန်ထုတ်လုပ်ငန်းကလွဲလို့ကျန်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင်10မှတ်10မှတ်20စုစုပေါင်း50ဖို့မိပါတယ်ခင်ဗျာဒါအဆိုရင်ဆရာအဲ့ဒီ3ပိုင်းကဘာပိုင်းလဲဆိုရင်နံပါတ်1ခေါင်းစဉ်လေးစပြီးတော့ဆရာရှေ့ sorry ပါနော်4ပိုင်းပေါ့4ပိုင်းနော်4ပိုင်းကဘာတွေလဲဆိုတော့ခေါင်းစဉ်လေးစပြီးရှင်းပြပြပါမယ်10မှတ်10မှတ်10မှတ်ဆိုတော့10မှတ်10မှတ်ပြီးပြီဆိုလို့ရှိရင်10မှတ် 20မှတ်10မှတ်10မှတ်20စုစုပေါင်း90ကုန်လုံးဆိုရင်တော့10မှတ်10မှတ်9မှတ်15မှတ်စုစုပေါင်း40ဒါလေးလဲဆိုတစ်ပိုင်းကမိမိကိုယ်ကိုမိတ်ဆက်ခြင်းကြောင်းကြောင်းတော့တည်တဲ့ဂျာကီဆိုခဲ့ပိုင်းလေး10မှတ်ပေးပါတယ်ခင်ဗျာမိမိကိုယ်ကိုမိတ်ဆက်ခြင်းအပိုင်းမှာ10မှတ်ပါ A B C D ဆိုပြီးတော့ပုံမှန်အတိုင်းပါပဲအမှတ်ပေးပါတယ်နောက်တစ်ခုပိုင်းကဒုတိယပိုင်းကတော့လှုပ်ရှားမှုများအားညွန်ကြားသည့်အတိုင်း တည်ငြိမ်စွာလှုပ်ဆောင်နိုင်ခြင်းရှိမရှိစစ်ဆေးခြင်းဆိုတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီအပိုင်းမှာဆိုရင်ဒီအမှတ်ရမယ့်လူတွေကကြောင်တော်တော်နေဖြစ်ပြီးတော့လက်ဖြတ်သွားတဲ့လူတွေဒီဒီအမှတ်ရမှာဖြစ်ပါတယ်ဆရာအားကပါလဲဆိုရင်ဒီဘက်လက်မြောက်ပါညာဘက်လက်မြောက်ပါလက်နှစ်ဖက်လုံးမြောက်ပါလက်နှစ်ဖက်ရှာပါ ရှေ့ကိုလဲပါရှေ့ကိုသွားပါနောက်ကိုသွားပါရက်ပါနောက်ကိုလဲကြည့်ပါရှေ့ကိုပြန်လဲပါဘယ်ဘက်ကိုလဲကြည့်ပါညာဘက်ကိုလဲကြည့်ပါဒါလေးပါပဲ အေးစေးပါဆံမွေးအောင်အောင်ထားတဲ့လူတွေအတွက်အေးစေးပါဆရာအေးစေးအေးစေးဘယ်လိုလုပ်မအောင်ဆရာတခုချင်းဂျာဂီဆိုခဲကနေစတင်ပြီးတော့ဂျာဂီဆိုခဲကိုအဲဆရာဆရာကျောင်းသားတွေမပါဘူးပေါ့နော်ဆရာကျောင်းသားတွေမပါတဲ့အတွက်ကြောင့်တနေ့တန်တနေ့အားဒီစီကကျောင်းသားတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီဂျာဂီဆိုခဲဗီဒီယိုဖိုင်သုံးဖိုင်လုပ်ပြီးပြီးတော့ကိုနဲ့အကန့်ညီဆုံးဗီဒီယိုဖိုင်တစ်ဖိုင်ကိုယူပါအဲ့ဒီမှာပြောင်းလဲစရာရှိတာဆိုလို့မိသားစုအရေးအတွက်လေးနဲ့ เนาะအိမ်တော်ရှိမရှိလေးပြောင်းလိုက်တာနဲ့ကျောင်းကျောင်းသားတွေကိုပိုင်ဂျက်ကြီးဆိုခင်ရရှိမှာဖြစ်ပါလေခင်ဗျအဲ့ဒါတွေကိုလည်းအကောင်းဆုံးအကောင်းဆုံးစစ်ဆေးပြီးတော့ပါမယ်အဲ့တော့ကျောင်းသားတို့ကကြိုက်ပြီဆိုရင်ဆရာတို့ဘယ်လိုမျိုးအဲ့ဗီဒီယိုဖိုင်ပြန်လှုပ်လှုပ်ပြီးတော့ဆရာတို့ပို့အဲ့ဒါတွေရဲ့အမှတ်ကိုဆရာတို့ A B C ဆိုပြီးတော့အဲဆရာတို့ပြန်စစ်ဆေးပြီးတော့ပါမယ်စစ်ဆေးတဲ့အခါကျောင်းအခါမှာလည်းပဲဟိုရီယာလူမျိုးကိုယ်တိုင်ကိုတည်တည်ရှိရှိလေးစစ်ပြီးတော့ပါမယ်နော်โอเคဒါဆိုရင်ဒုတိယပိုင်းက ဆရာတော်လှုပ်ရှားညွန်ကြားလှုပ်ရှားမှုများအားညွန်ကြားသားသည့်အတိုင်းတည်ငြိမ်စွာလှုပ်ဆောင်နိုင်ခြင်းရှိမရှိခုနဲ့ဘယ်မြောက်မှာညာမြောက်ပါငါရှေ့သွားပါနောက်သွားပါကြောင်လန့်ပြီးတော့ငိုတာတွေကြီးတာတွေလှုပ်လားပုံမှန်အေးဆေးတည်ငြိမ်လှုပ်သွားလားဒါတော့အရေးကြီးတဲ့အပိုင်းမဟုတ်ပါဘူးအေးဆေးပါလူတိုင်းလုပ်နိုင်တယ်ဘာကြောင့်လဲဆိုရင်ဗဇက်ကပြောရတယ်မဟုတ်ဘူးလှုပ်ရှားပြရပြီဆိုတော့မမားပါဘူးနော်မားတဲ့အပိုင်းကဘယ်မှာမားတယ်လဲဆိုရင်မိကိုကိုမေးဆက်ရှင်အပိုင်းမှာပါအဲ့ဒီအပိုင်းကိုလည်းမပောင်းအောင်တည်တည်ရှိရှိဆောင်ရွက်ပြီးတော့ပါမယ်အဲ့တော့မိမိကိုကိုမိတ်ဆက်ရှင်ပိုင်းဆယ်မရရှိမယ်ဒုတိယပိုင်း လှူရှားမှုများအားညွန်ကြားသည့်အတိုင်းတည်ငြိမ်စွာလှုပ်ဆောင်နိုင်ခြင်းရှိမရှိပိုင်းစင်မဲ့ရမယ်20ရှိပြီနံပါတ်3ကတော့လုပ်ငန်း3ပုံများအားထောက်ပြ၍ကိုရီးယားလိုမိနေမေးမြန်းရှင်လုပ်ငန်း3ပုံများအားအဲ့တော့ကုန်ထုတ်မှာဆိုရင်ဘယ်မိနေလေးတွေရှိရလဲနော်မိနေဓာတ်ပုံလေးတွေဥပမာ38ပုံဝင်းကျင်36ပုံတော့38ပုံတော့နော်ထားပါတော့ပုံအပုံ40လောက်ဝင်းကျင်အတိအကျချိုးချက်ထားရုံပဲအဲ့ဒီထဲမှာလဲဤပြည့်ထဲမှာပါပီးသားက ပုံ၄၀ဆိုရင်30လောက်ကပါပြီးသားဆယ်ပုံလောက်လေးပဲနည်းနည်းပြည့်ချင်ရပြီဒီနေရာမှာကဆရာတော်တွေသူတို့ပြီးထားတဲ့ဆန်ရှင်ဆန်ညွတ်တိုင်းဖြေဖို့လိုတယ်သူတို့ကဒီပုံအတွက်ဒီပုံကိုအတန်ဖက်ကဘပ်ဆိုးတော့ဖတ်ပြပါဆိုရင်အဲ့တဲ့မဲ့အတွက်ရှားဖတ်လို့မရဘူးနှမျိုးသုံးမျိုးရှိရဲ၄၅ချောင်းမျိုးရှိရဲ၆ပြီပြောလို့မရဘူးသူတို့သတ်မှတ်ထားတဲ့အတိုင်းတွေပဲပြောရင်ကျောင်းသားတို့အနေနဲ့ပြည့်စုံပါပြီဒီဟာနဲ့ပတ်သက်တာကိုလည်း major flight တစ်ခုချင်းတင်ပြီးတော့ပါမယ် ်သူလည်းဆယ်မှတ်ဖြစ်ပါတယ်ဆယ်မှတ်ဆယ်မှတ်ဆယ်မှတ်ဖြစ်ပါတယ်နောက်ဆုံးပိုင်းကတော့အခြေခံစကားပြောနဲ့ပတ်သက်ပြီးအကြောင်းအရာများမေးမြန်းခြင်းတနည်းအားဖြင့်စကားပြောပြောကြအောင်အဲ့ဒီစကားပြောကလည်းခေါင်းစဉ်၅ခုနဲ့ခေါင်းစဉ်၅ခုနဲ့တခုလင်းကျတော့လေလေးမှတ်နှုံးနဲ့လေးငါးလီ၂၀ဖို့အတိအကျမေးပါလေခင်ဗျာဒါရင်မေးပါလေစရှင်ပြပါမယ်တပတ်၁ပြဿနာဖြေရှင်းနိုင်မှုမေးမြန်းရှင်း ပတ်ပြတနာဖြစ်ရှင်းနိုင်မှုမင်းမြန်ရှင်းဒီပိုင်းတစ်ခုမင်းမယ်နံပါတ်1ကလုပ်ငန်းသုံးအခြေခံဤပညာကျွမ်းကျင်မှုရှိမရှိမင်းမြန်ရှင်းနံပါတ်3ကအခြေခံလုပ်ငန်းကျွမ်းကျင်မှုမင်းမြန်ရှင်းနံပါတ်4ကပူပန်းပူပေါင်းဆောင်ရွက်နိုင်မှုရှိမရှိမင်းမြန်ရှင်းနံပါတ်5တွက်ချက်မှုစွမ်းရည်မင်းမြန်ရှင်း ဲ့တော့ဒီထဲမှာဆိုလို့ရှိရင်တွက်ချက်မှုစွန့်ရင်မှာဆရာတို့တင်းနေတင်းနေပေါင်းဘလောက်ရမယ်ဗဒနာဤဘုံကြီးရဲ့ဒါလေးနဲ့ပတ်သက်ပါတယ်တခုချင်းရှင်းပြတော့ပါမယ်နံပါတ်1ပြဒနာပြင်းရှင်းနိုင်မှုမင်းညာရှင်းမှာဆိုရင်ဒါအကြမ်းတင်းလေးသွားတာပါနော်ဤရုလဟာတာကရှစ်စရုဟာမျိုးအတိုကေဟယ်ကိုရောဤရုလဟာတာကအလုံးလူရကနေရှစ်စရုဟာမျိုးဘဒုရ်ဇာအမားလေးလုံးပြီးမယ်ဆိုရင်အတိုကေဟယ်ကိုရောဘယ်လိုလုပ်မလဲဒါဒီ

직장동료가바쁘면어떻게할거예요?아두루룰룸니데럭커카이팟가럭커카이팟가아룹이냐니메소잉벌로룸마레.넘버 1. 부방선옌나이무미면친.블록티부방선옌나이네세이시데.찌메노.회사에이디마루묘어떻게할거예요?컴퍼니마아룹이냐니벌로룸마레.넘버 2. 뚜쳇무쌩이.그나니야줘레. 1.

လိုရှက်ကျွန်တော်အတိအကျဒီမှာတော့ ABC မဟုတ်ဘောနော်အပုတ်ရေဟိုမှာမူတည်ပြီးတော့တကယ်လို့ဒီဟက်အတိုင်းပဲငါးပုတ်ငါးခန္ဓာမိမယ်ဆိုရင်ခန္ဓာတစ်ခုရှင်းစီကိုအကျွန်တော်တို့လေးမှတ်ရပြီးတော့၄ငါးကြီး၃၀ပါအောက်မှာဆိုရင်တွက်ချက်မှုစွဲရင်မှာဆိုရင်အရင်တန်လွယ်တဲ့အတွက်ကြောင့်လေးပုတ်လောက်တစ်ခုထဲကိုလေးခုမိမယ်ဥမာတေပေါင်းတေဘလောက်လဲနှင်းနှုတ်နှစ်ဘလောက်လဲနှင်းမြောက်နှစ်ဘလောက်လဲဒါဗန္ဒနာကြီးလဲလေးခုမိသွားကြောင့်တစ်ခုတတ်မှတ်ရပါမယ်ခန္ဓာတစ်ခုရှင်းစီကိုလေးမှတ်ဒီမှတ်ဖြစ်ပါတယ် အဲ့တော့အခြေခံစကားပြောနေသက်ဆိုင်သည့်ပြဿနာဖြေရှင်းနိုင်မှုနောက်ကလုပ်ငန်းသုံးအခြေခံနည်းပညာနောက်ပြီးလို့ရှိရင်လုပ်ငန်းကျွမ်းကျင်မှုရှိမရှိပူပေါင်းဆောင်ရွက်နိုင်မှုရှိမရှိတွက်ချက်မှုစွမ်းရည်အဲ့ဒါလိုလေးပဲဖြစ်ပါလေကဲဒါဆိုရင်ចောင်းသားတို့တပြေးပြေးနဲ့ကွက်ကွက်ကွက်ကွင်းမြင်လာပြီလို့ကြားနေတယ်ခန်းစားရပါတယ်ဆရာရှင်းပြတာနေနဲ့ဘလုံးတော့သိပါဘူးဆရာတို့ ဆရာထုတ်ထားတဲ့ဥစ္စာလေးပေါ့နော်ဆရာထုတ်ထားရဲဆိုတာလည်းပဲအဲဆရာအနေနဲ့ပြီးတိုင်ရင်ပြင်ဆင်ပြီးထုတ်ထားတာမဟုတ်ပါဘူးခင်ဗျာ HRD ကနေတင်ထားပြီးတဲ့ပုံမှာမူတည်ပြီးတော့ဒါအရင်နှစ်အရင်နှစ်ဒီခေတ်ကလှုပ်ထားတဲ့ဟာလေးတွေကိုပဲလက်ရှိဒီတနှစ်တနှစ်ပြောင်းလဲလာတဲ့ပုံမှာမူတည်ပြီးတော့အနေငယ်ပြည့်ပြည့်မွမ်းမံပြီးတော့ရှင်းပြပေးရှင်းဖြစ်ပါတယ်အကြောင်းအကြောင်းတော့လည်းဒီဆိုင်ရွက်လေးတွေကိုဖတ်ကြည့်သင့်ပါတယ်အဲ့တော့အစအဆုံးဖတ်မှာ လေးရွက်၈မျက်နှာလောက်ရှိပြီးမှကိုပိုင်မေဂျာအတွက်ပြန်ကြည့်မှစုစုပေါင်း၁၀မျက်နှာလောက်ဖတ်ရုံနဲ့တကူရှင်းတကူရှင်းငါအမှတ်ဘလောက်ရနေပြီလဲတိတိကျကျသိနိုင်မှာဖြစ်တယ်လို့ခုနကညာပြောသွားတဲ့မေကုန်းလေးမှာရှိဒါဒီအကျမ်းပြင်းနမူနာအနေနဲ့ပြောပြတာဖြစ်ပြီးတော့သူနဲ့တက်ဆိုင်မှုပတ်သက်မှုရှိတဲ့မေကုန်းပု္ပ္ပာလေးတွေအများကြီးအများကြီးအများကြီးကျောင်းသားတို့ကိုထပ်မံပြီးတော့လေ့ကျင့်ပေးသွားမယ်ဆိုတဲ့အကြောင်းကိုရှင်းပြရင်းနဲ့ဒီအစီအစဉ်လေးကနှုတ်ဆက်ပါတယ်နောက်ထပ်ဗီဒီယိုပိုင်းမှာဆိုရင်တော့ A B C တဲ့က A ကိုကာယချက်ခံမှုအပိုင်းစစ်ဆေးခြင်းအပိုင်းပြီးတော့ပါပြီအားလုံးနဲ့သက်ဆိုင်တဲ့တရားမကျန်အားလုံးတို့ဖြည့်ရမယ်လူတွေ့အင်တာဗျူးပိုင်းပြီးတော့ပါပြီအဲ့တော့နောက်ဆုံးဒီတပိုင်းလေးကျန်ပါပါဒီနောက်ဆုံးအပိုင်းလေးကတော့မေဂျာကျောင်းသူကျောင်းသားတို့ရဲ့ကိုယ့်ရဲ့မေဂျာကိုရွေးချယ်ထားတဲ့ဥမာစိုက်ပျိုးရေးလားတော့မွေးပြူရေးလားတော့မဟုတ်ဆော်လို့ရေးလားတော့မဟုတ်ဝန်ဆောင်မှုလားတော့မဟုတ်ဥမာပေါ့နော်ကုံထုတ်လားကုံထုတ်ဆိုရင်လေကုံထုတ်မှာမှာ နော်တက်စင်လားတိုင်းတာလားနော်ကိုရွေးချယ်ထားတဲ့အတိုင်းလေးကိုဆက်တော့တွားမယ်ကိုယ့်ရဲ့မိသားကိုရွေးထားတဲ့ skate တဲ့ကျွမ်းရှင်မှုအပိုင်းလေးကိုဆက်လက်ပြီးရှင်းပြမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုပိုင်းရှင်းပြရှင်းပြီးသွားပြီဆိုရင်တော့ရှင်းပြခဲ့တဲ့ ABC ၃ခုလုံးကို တခုရှိမှပါတဲ့အသေးစိတ်ဥမာဆိုရင်အကျွန်တော်ကိုယ်ကာယကြက်ခံမှုအပိုင်းမှာတုံးခုရှိဆိုတခုရှိရဲ့အသေးစိတ်လှုပ်ဆောင်ခြင်းတွေကိုစနစ်တကျတခါလေလှုပ်ဆောင်ပြီးတော့မှဖြစ်ပါလိမ့်ခင်ဗျာယေရှုအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်မှာထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာအဲ့တော့နောက်ထပ်ဗီဒီယိုဖိုင်ကိုစောင့်ပြီးတော့ကြည့်ပြီးပါအောင်ခင်ဗျာယေရှုတင်ပါတယ်